တော့ဒီတစ်ပတ်မှာနောက်ထပ်ကျွန်တော်ဒီပရိသတ်ကိုအတိပေးခြင်းနဲ့အကြောင်းအရာတစ်ခုကအခုလူတို့ချားမှာစစ်ကောင်စီရဲ့ lobby တွေကတခုတ်တရနဲ့ကိုဒီသူတို့ရဲ့အတန်လွတ်ဌာနတွေကနေထုတ်ပြန်နေနောက်အခြားသော social platform တွေကနေပြီးတော့ဒီပြန့်နှံ့အောင်ပေါ့နော်ဟိုဖြန့်ချီတဲ့သတင်းတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မလေးရှားနိုင်ငံမှာ2023ခုနှစ်ကဒီပြန်ပြီးဆွဲခံရပြီးပျောက်သွားတဲ့ ျွန်တော်တို့ဒီမြန်မာဒုက္ခတဲ့အရေးတွေကိုကူညီပေးနေတဲ့တော်သူဆောင်ပေါင်းတို့မိသားစုကိုအခုဒီစေအုပ်စုကဖမ်းဆီးလိုက်တယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်ပါတယ်။အဲသူတို့ကမြန်မာပြည်ထဲမှာနော်တရားမဝင်မြန်မာပြည်ကိုပြန်လဲဝင်ရောက်လာလို့နော်အဲသူတို့ကိုဖမ်းဆီးတယ်ဆစ်ဆီးတဲ့အခါမှာဒီတော်လှန်ရေးကိုထောက်ပို့တွေလုပ်တယ်ပေါ့။ဟောဒါကြောင့်အဲသူတို့ကိုပုံမှန်မျိုးမျိုးတက်ပြီးဖမ်းတယ်ပေါ့ဒီလိုကြင်ညာတာတွေ့ပါတယ်။ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့လည်းတချို့ ဒီစစ်ကောင်စီဘက်ကဝါရဖြန့်တဲ့နော်ဘီရီးယားအဲသူတို့ဘာခေါ်မလဲမလေးရှားအစိုးရပဲเนาะဟိုဖမ်းပေးလို့နော်ဟိုမြမဒီအကြပ်ဖက်စစ်တပ်ကမြမဘက်ကနေပြီးတော့အခုနရဲစခန်းမှာပို့မြသားမှာတော်မြသားဒေသခံဆိုတော့အဲ့ဒီကနေအမှုဖွင့်တယ်ဖွင့်လို့မလေးရှားကိုအကြောင်းကြားတယ်မလေးရှားကပဲဟိုမသိရင်ထောက်လန်းကြီးကဟို MI ကပဲမလေးရှား MI ပေါ့တနည်းကမလေးရှား MI ကပဲဖမ်းတယ်ဖမ်းပြီးတော့မှမာဘီပြန်ပို့တယ် အစရှိသဖြင့်အဲ့ဒီလိုမျိုးအဲသူတို့ဘက်ကဘယ်လိုခေါ်မလဲစိတ်ကူးရှင်တယ်ပေါ့နော်စိတ်ကူးရှင်တယ်လို့ပြောပါဘောနော်အဲ့တော့ကျွန်တော်ပြန်စဉ်းစားရင်ဒီသတင်းကိုဘာကြောင့်ဒီအချိန်မှာထုတ်ပြန်တာလဲရှင်းပါလေတော်လန်ยีမှာအဓိကပြည်ပရောက်နေတဲ့ဒီထောက်ဖို့အင်အားအင်မတန်အဓိကကြာအဲ့လိုပြောလို့ကျွန်တော်ပြည်တွင်းမှာရှိနေတဲ့နော်ဟိုတော်လန်ยีအတွက်ထောက်ပံ့နေတဲ့ထောက်ဖို့နေတဲ့လူတွေမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူးပြည်တွင်းမှာထောက်ဖို့ နေတဲ့เนาะထောက်ပံ့နေတဲ့တော်လှန်ပြည်သူတွေများစွာရှိပါတယ်။အခြေအနေရเนาะပြည်သူတွေဟာတကယ့်ကိုသူတို့ရဲ့ဟိုပြောရရင်အသက်အိုးကြီးစီးစိမ်ပေါ့လုံခြုံရေးတွေဈာကနေပြီးတော့စွန်စားပြီးတော့ဒီအကန့်အသတ်တစ်ခုနဲ့ထောက်ပံ့မှုတွေလုပ်ကြရတာပါ။ဒါလည်းပြည်တွင်းကထောက်ပံ့မှုတွေရလေအင်မတန်ကိုမြောင်များစွာရှိတယ်ဆိုတာကျွန်တော်လေ့လာသိရပါတယ်။တစ်ဖက်မှာဒီပြည်ပရောက်နေတဲ့အဲမြန်မာပြည်သူတွေလူငယ်တွေเนาะခုနပြောတဲ့ အရွှေပြောင်းလုံသားတွေနောက်ဒီဘက်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေပေါ့အားလုံးကတော့တကယ်ကို99တသမ99လောက်တော့ပြောလို့ရတယ်အဲ့ဒီຢာခိုင်နှုံးလောက်ဟာတော်လန်ကြီးကိုထောက်ပူကြပါလားဤမျိုးစုံနဲ့ထောက်ပံ့ကြပါလားအနည်းဆုံးတော့ဟိုငွေရမတတ်နိုင်လောကနောက်ဆုံးလောကမတတ်နိုင်ဘူးဘာမှမတတ်နိုင်ဘူးဆိုရင်တော့စစ်အုပ်စုရဲ့အုပ်ချုပ်မှုကိုလက်မခံဘူးဆိုတဲ့ဒီလိုတော်လန်မှုမျိုးနဲ့အားလုံးဟာဆန့်ကျင်ထားတယ် ဒါကိုစစ်ကောင်စီညင်းလို့မရပါဘူး။ဒါမင်းအောင်လည်းညင်းလို့မရဘူး။အဲ့တော့ဒီမလေးရှားနိုင်ငံရဲ့အခုဖြစ်စဉ်ကိစ္စကိုနော်သူတို့ပြန်ပြီးတော့ဒီချိန်မှအစားထုတ်တာဒီတော်လန်ရီရဲ့ခုလာတော့မဲ့အချိန်အကောင်းကောင်းနဲ့အရွေးတစ်ခုလာကနီးမှာတော်လန်ရီအချိန်ကြာတော့နောက်တစ်ခုကဒီလှူဒန်းနဲ့အလှူငွေပေါ့ဒီအလှူဒန်းအလှူငွေတွေတစ်ဖက်မှာမလှူရဲအောင်ထောက်ပို့နေထောက်ပို့တွေဥဆောင်လုံးနေကြတဲ့ အဲဒီပြည်သူတွေပေါ့အဲ့ဒီလိုဥဆောင်နေတဲ့သူတွေကိုစိုးရိမ်စိတ်တွေဝင်သွားဒီလိုလုပ်တယ်လို့ပဲယူဆပါတယ်နောက်တစ်ဖက်မှာကျတော့ခုနမလေးရှားဆိုးရနဲ့အဲဒီဟိုပေါ့ထားပါတော့အခု Interpol လိုဟာမျိုးတွေနေပဲသူချိတ်ဆက်တေးအောင်အောင်ပြောတဲ့အဲဒီ lobby တွေတွေ့တဲ့ခါကျတော့သူတို့ရဲ့စိတ်ကူးယဉ်မှုကတကယ်ကိုဟိုຫນွေဦးလေယူပဲပြောမလားပေါ့စဉ်းစားကြည့်ပါမလေးရှားဆိုတာဒီမိုကရေစီ တကယ်ဒီကျွန်တော်တို့ရှေ့တောင်အရှမှာဆိုလို့ရှိရင်ဒီမိုကရေစီကိုတော်တော်လေးကိုနော်ဟိုတုံးတဲ့နိုင်ငံတခုလဲတွေ့ရဖြစ်တယ်။အဲ့တော့မလေးရှားလိုအစိုးရမျိုးတခုပဲရှိနိုင်တယ်။အဲ့တော့ဒီဒေါ်သူဆောင်မောင်တို့နော်အာမိသားစုကိုနော်2023လုံးကလူတစုကသူတို့ CCTV မှတ်တမ်းတွေမှာဒီပြောဆိုတွေ့ရှိမှုတွေအရာ တော့အဲ့ဒီတော့ထုတ်ပြန်မှုပေါ့အဲ့ဒီတော့ထုတ်ပြန်မှုတွေရဆိုရင်ဒါ CCTV မှာတမ်းမှာလူတစုကပြန်ပြီးဆွဲခေါ်သွားတဲ့ပုံစံမျိုးပေါ့နော်လာရောက်ဖမ်းဆီးခေါ်သွားတယ်ဆိုတော့ပိုဖြစ်နိုင်ခြေရှိတာစစ်တပ်ရဲ့လွှတ်ထားတဲ့အဲ့မှာအချက်ဖက်ဂိုင်းတွေတို့မဟုတ်မလေးရှားမှာရှိနေတဲ့ lobby တွေရဲ့အဲဒီမတရားပေါ့နော်ဒီအချက်ဖက်မှုပုံစံမျိုးကဒါဒေါ်သူဆောင်မောင်တို့ပြန်ပြီးဆွဲပြီးတော့မှဒီစစ်အုပ်စုဘက်ကိုလွှဲပြောင်းတာမျိုးကတော့ပိုနီးစပ်တယ်ဒီမလေးရှားအစိုးရကနေပြီးတော့ဖမ်းဆီးပြီးတော့မှပို့မယ်ဆိုတာလေ လုံးဝမဖြစ်နိုင်တဲ့ချက်ပဲ။ဘာဖြစ်လို့ဆိုတော့မလေးရှားပြည် UN ရဲ့ဒီ process ကိုသူတို့ကောင်းကောင်းတနည်းအားဖြင့်ဒီ UNHCR လို့ခေါ်တဲ့လူသားချင်းစာနာမှုเนาะကမ္ဘာဒီအဖွဲ့အစည်းဓာရီအပေါ်မှာသူတို့ကောင်းကောင်းလိုက်လာပြီးတော့ဒီမြန်မာနိုင်ငံရဲ့တော်လှန်ရေးအပေါ်မှာဆိုရင်မလေးရှားအစိုးရဒီဇိုင်းမှတ်မှတ်အားပေးထောက်ခံခဲ့တဲ့နိုင်ငံ။နောက်ဆုံးဒီ NUG အစိုးရကိုเนาะတရားဝင်ဒီ legitimate ဖြစ်တယ်လို့သာသူမကြေညာတာပဲရှိမယ်။ဒီ NUG နဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေ နော်တော်လိုင်းရဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေနောက်တိုင်းသားဖွဲ့စည်းတွေအစားရှိတာတွေအကုန်လုံးကိုနော်ဘလီရှားဆိုရဟာပေါ်ပေါ်တင်တင်နဲ့ကိုတစ်ဖက်မှာအဲသူတို့တွေ့ဆုံတာတွေနော်အဲသူတို့ဒီဒီဒီဘာခေါ်မလဲတော်လိုင်းရဲ့ပတ်သက်ပြီးတော့ဒီအာဆီယံမှာဆိုတာအများဆုံးကူညီတဲ့အထက်မှာဆိုဘလီရှားအိမ်မက်ပြူပါတယ်နိုင်ငံတစ်ခုပဲဒါတော်လိုင်းကြီးတွေပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကသူတို့ပြောတာကဒီမိသားစုဟာပြည်တွင်းကိုပြန်လာပြီးတော့မှနော်ပြည်တွင်းမှာဆေးဥစွာဖမ်းလိုက်တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ အထူးမိသားစုအနေနဲ့ကလည်းအဲ့လောက်ထီတော့နော်အတွေးခေါင်လေးပဲလို့ကျွန်တော်သခင်တွေတော့မင်းဆောက်။ဘာဖြစ်လို့ဆိုတော့သူတို့ဒီဒီမှာဒီလိုတော်လိုက်ရတဲ့ပတ်သက်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေလှုပ်ရှားလုတ်ကင်နေတယ်။လုတ်ကင်နေတဲ့သူတွေကနော်ကိုယ်တက်ကွင်းနေလို့ဘယ်သူမှပြန်မဝင်။ဒါရှင်းရှင်းလေး။တော့ဘာမှပြန်သွားရင်ကိုယ်တက်ကွင်းနေရောက်သွား။အဲ့တော့အဲ့ဒီတော့အဲ့လောက်ထိမိုင်လုံးကြီးပြန်ဝင်ဖို့ဆိုတာမဖြစ်တော့ဒါကြောင့်ရှေ့မှာပြောခဲ့တယ်အဲကျွန်တော်တို့သုံးသက်ချက်ပြောတာပေါ့နော်ဒါကျွန်တော်တို့သုံးသက်ချက်အရာပို့ပြီးဖြစ်နိုင်ရည်ရှိတယ်လို့ ယူဆရတာကအကျန့်ဖက်စစ်တပ်ရဲ့ဒီလွတ်ထားတယ်ပေါ့နော်ဟိုအကျန့်ဖက်ဂိုင်းအဲ့လိုဂိုင်းတွေကမလေးရှားမှာရှိနေတာရှိနေတယ်ဆိုရင်တော့ဒါကိုမလေးရှားအစိုးရကဒီတော်သူစားမောင်တို့ကိုနော်ညနေဖုန်းဆွတ်ပြီးဖမ်းဆီးသွားတယ်ဆိုတဲ့လူတွေကိုနော်စီစီမှတ်တမ်းရဒါကိုတေချာမလေးရှားအစိုးရနေနေရဒါဖော်ထုတ်တယ်အဲ့ဒီရောက်တော့ပေါ်ထုတ်နိုင်လို့အကယ်၍အဲ့ဒီအဖွဲ့အစည်းဟာလေးရှားဆိုးရတဲ့လောကပတ်သက်မှုမရှိဘဲနဲ့ အချက်ပတ်စစ်တပ်နဲ့ပတ်သက်မှုရှိတယ်ဆိုရင်ဒါဟာနိုင်ငံကရာဇဝတ်မှုနော်နိုင်ငံကဒါဒါပြောရင်နိုင်ငံဖြတ်ကျော်ဟိုအချက်ဖတ်မှုဒါစစ်စစ်အုပ်စုရဲ့ဒါလုံရက်လို့ပြောလို့ရပါတယ်အဲ့တော့ပြန်ချောရရင်ဒီဖြစ်စဉ်ကိုဘာကြောင့်ထုတ်တာလဲခုနရှေ့ပါလဲပြောခဲ့ပြီပါနိုင်ငံကမှရောင်းနေတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကတော်လှန်ရေးကိုထောက်ပံ့တယ်ထောက်ပို့တယ်လုပ်ကြတယ်တချို့လဲဥဆောင်လုပ်ကြတယ်တချို့လဲတပိုင်တပိုင်လုပ်ကြတယ်ဒါတွေကိုအားနည်းအောင်အားချိသွားအောင် နော်အဲ့တော့ဒီလိုအင်အားချိနဲ့တော့ဒီလိုပုံစံမျိုးတွေနဲ့လုပ်တယ်လို့ပဲကျွန်တော်တို့သတင်းထုတ်ပြန်တယ်လို့ပဲယူဆမှာဖြစ်ပါတယ်။နောက်တစ်ဖက်မှာတော့ခုနပြောလို့သူတို့ကိုချိတ်ဆက်ပြီးတော့နော်ဟို Interpol နဲ့ဖန်ခိုင်းနိုင်ဖန်စီလို့ရရလောက်အောင်အာဆီယံနိုင်ငံတွေအကုန်လုံးကမင်းအောင်နိုင်ခိုင်ပတ်ဖို့မာလာရဲ့ဟိုလက်ကိုက်တော့ပေါ့နော်ဒါကြောင့်လေဒီနေ့ထိသူ့ကိုဘယ်သူမှအတိမတ်မပြူတာကြီးအတိမတ်ပြူပြီးတော့သူ့ကိုအစိုးရတရက်လိုမျိုး ူတူတန်တန်ဆက်ထန်ဆက်ဆံတဲ့နိုင်ငံကတော့သူနဲ့ပလင်းတူဘူးဆိုတော့ပဲရှိပါရှင်းရှင်းလေးပဲအဲ့တော့ဒီနေ့ဒီအာဆီယံအစည်းအဝေးတွေမှာနှစ်စဉ်အစည်းအဝေးတွေမှာသူ့ကိုနော်ဟိုမတူလို့မတန်လို့တောင်မှတတိယပဲပြောရင်နေရာမတန်လို့တောင်ဖိတ်ကြားခြင်းမရှိဘူးအဖြစ်ပဲအဲ့တော့ထားတော့အဲ့တော့ဒီဒီခေါင်းစဉ်မှာကျွန်တော်ဒီလောက်နဲ့ဒီကုန်းချုပ်လိုက်ပါအဲ့တော့ဒါဒီစေအုပ်စုရဲ့ဝါရဖြန့်ချီ ဒီတော်လိုင်းရေးအင်အားစုတွေထောက်ပံ့ထောက်ပို့တွေလုပ်နေတဲ့သူတွေကိုအင်အားချိနဲ့အောင်မလုံရဲအောင်စိုးရိမ်စင်းဝင်အောင်နောက်တစ်ခါနိုင်ငံကဘာရောက်နေတဲ့တော်လိုင်းရေးလှုပ်ရှားနေတဲ့သူတွေကိုတော့သူတို့ကပြည်တွင်းရပဲအမှုဖွင့်လို့ရှိရင်ပြည်ပမှာတက်ဆိုင်ရာနိုင်ငံတွေရပဲဖမ်းလို့ရတယ်ဆိုတဲ့တရားအဲ့ဒီလိုစိတ်ကူးအိမ်မက်ကိုနော်ຫນွေယူလေယူနော်အဲ့ဒီလိုပြောမလားနော်အဲ့ဒီအိမ်မက်ကိုသူတို့ရဲ့စိတ်ကူးရင်တက်တက်နဲ့သာလော်ဘီထုတ်ပြန်နေဆိုတာလို့ပဲကျွန်တော်တခင်တွေတော့ယူဆတယ်ဆိုတာကိုပြောချင်တာ